လာပါကလေးတို့ရေဒီချေကတော့တိတ်ပန်းဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချေချမ်းဖြစ်ပါတယ်ကလေးတို့ရေသင်ခန်းစာကိုပြန်ဆကြမယ်တိတ်ပန်းအခန်းလေးအားနှင့်ရွေးရှားမှုအပိုင်းကနေပြီးတော့မှအပိုင်းနှင့်အားကပြုလုပ်ပေးနိုင်တဲ့အရာများပဲဖြစ်ပါတယ်အရာဝတ္ထုတစ်ခုကိုဒီချေတို့အားတက်ရောက်သွားလို့ရှိရင်ဘယ်လိုပြောင်းလဲသွားမလဲဆက်ပြီးလေ့လာမယ်နော် ဲအဲ့တော့အရာဝတ္ထုတစ်ခုဟာတဏှာမှတဏှာသို့ရောက်သွားတဲ့ဟာကိုတချို့ရွေးရှားခြင်းလို့ခေါ်ပါတယ်တွန်းခြင်းနဲ့ဆွဲခြင်းတွေပေါ်မှာ အားကတယောင်မှုရှိတယ်အရာဝတ္ထုတစ်ခုကိုတချို့ကိုယ့်ဘက်ကိုပါလာအောင်ရွေးရှားလာအောင်လုပ်လို့ခြင်းဟာဆွဲခြင်းဖြစ်ပြီးတော့အရာဝတ္ထုတစ်ခုကကိုယ်နဲ့ဝေးရာကိုရွေးအောင်ပြုတ်လုပ်လိုက်တဲ့အရာကိုတော့တွန်းခြင်းလို့ခေါ်ပါတယ်အခက်လေအာနေရွေးလျားမှုမှာ င်ငန်းစာနှင့်အားကားပြုလုပ်ပေးနိုင်သောအရာများကနေပြီးတော့တချို့လုပ်လုပ်ငန်းတွေကိုစူးစမ်းပြီးတော့ရှာဖွေကြည့်ရအောင်။ကဲလုပ်ငန်းတွေအားတက်ရောက်လို့ရှိရင်အရာဝတ္ထုရဲ့ရွေးလျားမှုဘလို့ဖြစ်စေပါသလဲ။ကဲအဲ့တော့တချို့တို့လက်တွေ့ပြုလို့ရအောင်။တချို့ skate ပြားတစ်ခုကိုတချို့ယူလာတယ်။ကဲအဲ့တော့အဲ့ skate ပြားလေးကိုတချို့ကနော်မြေကြီးပေါ်မှာချထားမယ်။အဲ့တော့မေကုံးလေးတချို့မိကြည့်ပေးမယ်နော်။ ဒီချိန်က skate ပြားကိုခြားထားလိုက်မယ်သပွဲပေါ်မှာเนาะကဲအဲ့တော့မိတို့တွေ့ရပါတယ်ဟုတ်ပြီကဲအဲ့တော့ဒီချိန်က skate ပြားကိုဒီချိန်ကသပွဲပေါ်မှာခြားထားလိုက်တဲ့အချိန်မှာသူကဘဲမှမသွားပဲနဲ့ပေါ့နော်သူရက်ပြီးတော့ဒီဒီလေးပဲနေနေလေးပဲရှိနေအောင်တွေ့ရတယ်เนาะကဲခါကွေအရောဒီချေက skate ပြားလေးကိုတွန်းလိုက်မယ်ကဲဟုတ်ပြီเนาะဒီချေ skate ပြားလေးကိုတွန်းလိုက်မယ်ကဲအဲ့တော့ skate ပြားလေးကိုတွန်းလိုက်မယ်ဆိုရင် အဲ့တော့တချေတို့ဘယ်လို တွေ့ရပါသလဲမိတို့တွေ့ရပါသလဲဟုတ်ပြီကဲတချေတို့စကေးပြားလေးကိုတွန်းလိုက်တဲ့အချိန်မှာစကေးပြားလေးရွေ့လျားသွားတာကိုဒါတို့သမီးတို့တွေ့ရပါမယ်ကဲခါငယ်တချေကခုနကတော့စကေးပြားလေးကိုသွားနေတယ်နော်စကေးပြားလေးကိုတချေတွန်းနေတယ်ကဲအဲ့တော့တချေကစကေးပြားလေးကိုတချေကရက်တန့်စေရင်မိတို့ ပြုတ်လို့ရပါမလဲကဲ မိကွန်းလေးကတော့ဂါငယ်စကိတ်ပြားကိုရက်တန့်စေရန်မြည်တို့ပြုလုပ်ရမည်နီကဲဟုတ်ပြီအဲ့တော့ဒီချေကစကိတ်ပြားကိုရက်တန့်ဖို့ဆိုရဆိုလို့ရှိရင်ဒီချေကအားကိုအသုံးပြုရပါတယ်ဂါကြီးစကိတ်ပြားကိုဒီချေကတွန်းလိုက်တော့အခါမှာမြည်ဒီကိုအသုံးပြုရပါသနည်းဟုတ်ပြီအဖြေလေးကတော့ဒီချေကစကိတ်ပြားကိုတွန်းလိုက်တဲ့အခါမှာအားကိုအသုံးပြုရပါတယ် ကဲနောက်တစ်ခုငါစကိတ်ပြားကိုရက်တန့်စေသောအခါမြည်သည်ကို အသုံးပြုရပါသနည်းဟုတ်ပြီဒီချက်ကစကိတ်ပြားလေးကိုရက်တန့်စေဖို့ဆိုလို့ရှိရင်လေဒီချက်ကအားကိုပဲအသုံးပြုရပါတယ်ကဲစာလုံးအရာဝတ္ထုပေါ်သို့အားတက်ရောက်လျင် ထိုအရာဝတ္ထုမြည်သို့ဖြစ်စေသနည်းဟုတ်ပြီအဖြေလေးကတော့အရာဝတ္ထုပေါ်သို့အားတက်ရောက်လျင် ထိုအရာဝတ္ထုဟာဘာဖြစ်မလဲရွေလျားမှုကို ဖြစ်စေပါတယ်ပြီးသွားလို့ရှိရင်ရက်တန်းစေနိုင်ပါတယ်ရပါပြီလားလုပ်ငန်းနှစ်အားတက်ရောက်လို့ရှိရင်အရာဝတ္ထုရဲ့ဒီနေရာဘယ်လိုဖြစ်သွားပါမလဲ ဲ့တော့တချေတို့ကစာအုပ်တော်အုပ်ကိုစပွဲရဲ့အဆုံးတစ်ဖက်မှာတချေတို့တင်ထားမယ်ပြီးသွားလို့ရှိရင်တော့အဲ့ဒီမှာအဲ့ဒီစပွဲရဲ့အခြားအဆုံးတစ်ဖက်ကိုတချေကတော်မယ်ကဲအဲ့တော့တချေတို့မေးခွန်းလေးတွေကို ဖြည့်ကြည့်ရအောင်ကာကြီးစာအုပ်ကိုအဆုံးတစ်ဖက်ကနေပြီးတော့မှအခြားအဆုံးတစ်ဖက်ကိုရောက်သွားစေဖို့ဆိုလို့ရှိရင်တော့ဘာကိုအသုံးပြုရပါသလဲ ဟုတ်ပါတယ်အဖြေလေးကတော့ဒီချေကတွန်းအားလေးကိုအသုံးပြုလိုက်ပါတယ်ကဲဟုတ်ပြီနံပါတ်ခါခွေစာအုပ်ရဲ့ဒီနေရာဘလို့ဖြစ်သွားပါသလဲဟုတ်တယ်စာအုပ်ရဲ့ဒီနေရာ ရွေသွားပါတယ်ကောင်းရဲ့အဲ့တော့ဒီချေကစပွဲပုံမှာ ရှိနေတဲ့စာအုပ်လေးကိုဒီချေစပွဲအောက်ကလေးမှာချလိုက်မယ်။ကဲဟုတ်ပြီ။အဲ့တော့မေကွန်းလေးဖြည့်ကြည့်ရအောင်။အဲ့တော့စပွဲအောက်မှာရှိနေတဲ့စာအုပ်ကလေးကိုဒီချေကစပွဲပေါ်ကိုတင်လိုက်မယ်။ အဲ့တော့ဇပွဲပေါ်ကိုရောက်လာရင်ဘာကိုအသုံးပြုလိုက်ရပါသလဲကဲဟုတ်ပြီအဖြေလေးဖြေကြည့်ရအောင်အဲ့တော့ဇပွဲပေါ်တို့စာအုပ်ရောက်လာရင်မတင်တဲ့အားကိုတစ်ချဲမပြီးတင်လိုက်တာပေါ့နော်အဲ့တော့မတင်တဲ့အားကိုအသုံးပြုရပါတယ်အားတက်ရောက်လိုက်တဲ့အတွက်ကြောင့်စာအုပ်ဟာဇပွဲပေါ်ကိုဘာဖြစ်လဲရောက်လာခြင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီချေကခိုင်ငယ်မိကွန်းလေးကိုဖြည့်ဖို့အတွက်ဒီချေကစာအုပ်ကလေးကိုဘာဖြစ်လဲဇပွဲအောက်ကိုဒီချေချလိုက်မယ်နော် ကဲဟုတ်ပြီအဲ့တော့ကံငယ်မိကုံးလေးကို ဖြည့်ဖို့အတွက်ဒီချေကစာအုပ်ကလေးကိုဘာဖြစ်လဲစပွဲအောင်မှရှိရဲ့စာအုပ်ကလေးကိုစပွဲပေါ်ကိုဒီချေကမတင်လိုက်ပါမယ်။ကဲဟုတ်ပြီအဲ့ဒီတော့မိကုံးလေးကို ဖြည့်ကြည့်အောင်ကံငယ်စာအုပ်စပွဲပေါ်တို့ရောက်လာရင်ဘယ်ဟာအရာကိုသုံးပြရပါသလဲ။ဟုတ်ပြီအဖြေလေးကတော့ဒီချေတို့စာအုပ်ကစပွဲပေါ်တို့ရောက်လာစေရင်မတင်တဲ့အားကို အသုံးပြရပါတယ်။ အားတက်ရောက်လိုက်တဲ့အတွက်ကြောင့်စာအုပ်စပွဲပေါ်ကိုရောက်လာခြင်းဖြစ်ပါတယ်ကွယ်။ကဲဟုတ်ပြီအဲ့တော့ဒီချေတို့ဂါကြီးမိကွန်းလေးကိုဖြည့်ကြည့်ရအောင်။စာအုပ်ကိုမတင်လိုက်တဲ့အခါမှာဘယ်အရာကပြောင်းလဲသွားပါသလဲ။ကဲဟုတ်ပြီအဲ့တော့ဒီချေတို့ကစာအုပ်ကလေးကိုခုနကတော့မတင်လိုက်တယ်။အဲ့တော့မတင်လိုက်တော့ဘယ်အရာလေးလိုရသလဲ။ဘယ်အရာလေးပြောင်းလဲသွားလဲ။ဟုတ်ပြီအဲ့တော့အဖြေလေးကတော့စာအုပ်ရဲ့ဒီနေရာလေးဟာ ပြောင်းလဲသွားပါတယ်ကွယ်။ ဟုတ်ပြီမေကွန်းလေးနံပါတ်5အရာဝတ္ထုပေါ်ကို အားတက်ရောက်လိုက်တဲ့အခါမှာထိုအရာဝတ္ထုတွေကဘလို့ဖြစ်သွားပါသလဲကဲဟုတ်ပါတယ်အဲ့တော့အရာဝတ္ထုပေါ်ကိုအားတက်ရောက်လိုက်တဲ့အခါမှာထိုအရာဝတ္ထုတွေရဲ့တည်နေရာတွေဟာရွေလျားသွားပါတယ်ကွယ် က်ရောက်တဲ့အခါမှာအရာဝတ္ထုနဲ့ပုံသဏ္ဍာန်ဘယ်လိုမျိုးပြောင်းလဲသွားလဲဆိုတာကိုဒီကျေးလက်တွေ့ပြုလုပ်ကြမယ်နော်။အဲ့တော့ပေတံတခြားပြီးရင်ရှွန့်အနေငယ်ပေါ့နော်လိုပါတယ်ပြီးတော့တခြားတို့ကပေတံကိုကွေးလိုက်တဲ့အခါမှာဘယ်လိုမျိုးဖြစ်သွားပါမလဲ ပြီးသွားရင်တကယ်တော့ရှင်နှုံးတုံးကိုလည်းကျေတော့လက်နဲ့ဖိလိုက်တဲ့အခါမှာရှင်နှုံးဘလို့ဖြစ်သွားပါမလဲအဲ့တော့ပေတံကိုကိုွေးတဲ့အခါနဲ့တကယ်တော့ရှင်နှုံးကိုလက်နဲ့ဖိတဲ့အခါမှာဘာကို အသုံးပြုရပါသလဲအရာဝတ္ထုပေါ်ကိုအားတယောက်လို့ရှိရင်အဲ့ဒီအရာဝတ္ထုကဘလို့ဖြစ်သွားပါမလဲအရာဝတ္ထုတို့သမီးတို့လက်တွေပြုလုပ်ပြီးတော့တိတိကျကျစဉ်းစားပြီးတော့ဖြည့်ကြည့်ပေးပါနော် အားသက်ရောက်တဲ့အခါမှာအရာဝတ္ထုရဲ့အရေအစားဘလို့ဖြစ်သွားမလဲဆိုတာကိုဒီချေတို့လက်တွေ့ပြုလုပ်ကြမယ်အဲ့တော့လိုအပ်တဲ့တံမူးလေးလိုမယ်ပြီးသွားလို့ရှိရင်ထူဖို့တူပေါ့အဲ့တော့သားတို့သမီးတို့အမှန်အသားလုပ်ဖို့အတွက်ကိုစာအုပ်ကလေးတောက်တော့ဘေးနားမှာချထားမှဖြစ်မယ် ။အဲ့ဒါပါလဲဆိုရင်တချေတို့ကတချေတို့တူမထုမီမှာတချေတို့တန်မှုလေးရဲ့အမြင့်ကိုတချေတို့ကပေတံလေးနဲ့တိုင်းမယ်။ပြီးသွားလို့ရှိရင်တော့တချေတို့ကတူနဲ့ထုလိုက်မယ်။ကဲဟုတ်ပြီအဲ့တော့တချို့ တူနဲ့ထုတ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီချေတို့ခုနကတော့ပန်မှုလေးကခုနကတော့တူမထုတ်မီပုံသဏ္ဍာန်နဲ့အခုတူထုတ်ပြီပုံသဏ္ဍာန်နဲ့ဘလို့ကွာခြားသွားပါသလဲပြီးတော့သူ့ရဲ့အမြင့်ကရောဘလို့ကွာခြားသွားလဲဆိုတော့ဒါတို့သမီးတို့စာအုပ်လေးထဲမှာမှတ်ပြီးတော့လက်တွေ့ပြုလုပ်ကြပါနော် န်ရဲ့သဘောတရားအရာဆိုလို့ရှိရင်တော့အရာဝတ္ထုတစ်ခုပေါ်သို့တက်ရောက်လိုက်တဲ့တွန်းခြင်းဒါမှမဟုတ်လို့ရှိရင်ဆွဲခြင်းဟာအားဖြစ်ပါတယ်။တချေတို့တွေပါဆိုလို့ရှိရင်အားအမျိုးမျိုးကဝန်းရံထားပါတယ်။ကဲပုံလေးကိုကြည့်ကြည့်ပါနော်။တာမန်ခတ်ခြင်းပါဆိုလို့ရှိရင်လှီလှော်ခတ်ဖို့အတွက်ဆိုလို့ရှိရင်စက်ချေခတ်ပုံစံလှော်တတ်တဲ့ဆုံးပါရှိပါတယ်။လှော်ခတ်သူကတော့တချေတို့ဘာဖြစ်လဲ။ပြားနေတဲ့လှော်တတ်ရဲ့အစုံးနဲ့ဖက်ကရေတွေကိုဖြတ်တန်းပြီးတော့တွန်းခြင်းအဖြစ်လှေကိုရွေ့စေပါတယ်။ နောက်တစ်ပုံထပ်ကြည့်ရအောင်လွန်ဆွဲခြင်းဒါတို့သမီးတို့မြင်ဘူးပါလိမ့်မယ်လွန်ဆွဲရင်အရာလေးပေါ့နော်လွန်ဆွဲပုံလေးတွေအဲ့တော့လွန်ဆွဲခြင်းမှာဆိုလို့ရှိရင်တော့အသေးအဖွဲလိုက်အားဆန်းခြင်းအမျိုးပဲဖြစ်ပါတယ်အဲ့တော့ကျိုးပေါ်မှာရှိတဲ့ဘဟုအမှတ် အသားနဲ့မြည်ကြီးပုံမှာလည်းအလားတူအမှတ်ကိုတကယ်လို့ထားထားတယ်အဲ့တော့အသေးနှစ်သိန်းမှာဆိုလို့ရှိရင်ကျိုးရဲ့အစွန်တစ်ဖက်စီကနေဆန့်ကျင်ဘက်အရက်ကိုတကယ်လို့ဆွဲတယ်အဲ့တော့အသင်းတဲ့တဲ့ဟာကျိုးပေါ်မှာရှိတဲ့အမှတ်သားကိုမြည်ကြီးပေါ်ရဲ့မှာရှိတဲ့ မြင်းချောင်းထက်ကြော်လွန်အောင်ဆွဲနိုင်လို့ရှိရင်တော့အဲ့ဒီအသင်ကအနိုင်ရတယ်ဘာဖြစ်ပါလဲအဲ့ဒီလူမျိုးလွန်ဆွဲခြင်းကြောင့်သားတို့သမီးတို့တွေမြင်မှုပါလိမ့်မယ်အဲ့တော့အာအရာဝတ္ထုတွေကိုဒီချေလို့ရွေးရှားမှုကိုပြောင်းလဲစေနိုင်တယ် ်ပြီးရင်အာဟာအရာဝတ္ထုတွေရဲ့တည်နေရာကို ပြောင်းလဲစေနိုင်တယ်ပြီးရင်အာဟာအရာဝတ္ထုတွေရဲ့ပုံသဏ္ဍာန်အရွယ်အစားကိုပြောင်းလဲစေနိုင်ပါတယ်ကွယ်ကဲတော့သမီးတို့ဒီသင်ခန်းစာလေးကိုဒီမှာရနာပြီးနောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်နော်